ဆောက်လုပ်ရေးသုံးပစ္စည်းတွေလိုအပ်ချက်များပြားလျက်ရှိတာကြောင့်တင်သွင်းခွင့်ကိုတည်ချောက်ချောက်ခွင့်ပြုပေးမယ်ဆိုပါကလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေရောနည်းသွားနိုင်တယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်မှထွေထွေတွင်းမှုချုပ်ဦးမျိုးမြင့်က CNN တတင်းဌာနကပြောပါရယ်လက်ရှိဆောက်လုပ်ရေးသုံးပစ္စည်းတွေလိုအပ်ချက်ဟာပြည်တွင်းကထုတ်လုပ်နိုင်တဲ့နှုတ်နဲ့ကွာဟမှုတွေရှိနေကြောင်းဒါကြောင့်လိုအပ်တဲ့ပမာဏကိုတင်သွင်းခွင့်ပြုလိုက်မယ်ဆိုပါကပြည်လဲသွားမယ်လို့ထင်ကြောင်းသူကပြောပါရယ် တော့နန်းနန်းဆိုင်ရာနေနေတော့ GMS CDI ပါပဲเนาะတောက်လို့ပြည်သူနေ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 ရဖို့ဆိုရင်စီဝေးဝါးလေးလုပ်ကြရရှိပါတယ်အဲ့ခါကျတော့အဓိကတော့နိုင်ငံတွင်းမှာလူနေတဲ့ဟာကြီးတော့အင်းဖို့ဒီချာပေးပေးလိုက်တယ်ဆိုတော့ဟိုကလက်တော်တော့ကျွန်တော်လေတောက်လို့ပြည်သူကျန်တဲ့ပုံစံတော့ကျွန်တော်နေသွားမယ်လို့ထင်ပါတယ်ဘာလို့ဒီတွင်းမှာထုံးလုံးနေတဲ့ဟာကြီးလဲဟိုသူ့ရဲ့အတိုင်းအတာ limit တစ်ခုပဲရှိတော့တယ် ိုင်လိမိတ်နဲ့ထားပြီးအခုမှတန်ရင်ပပေါင်းလိုတာကိုဒီမှာပြင်းမှာ9000လောက်ပဲထုတ်နိုင်တယ်ဘူး9000လောက်ပေးလို့ယူလိုက်တာယူနေပါမယ်ဖြစ်2021ခုနှစ်ကနေ2024ခုနှစ်ဇူလိုင်လအတွင်းဘီလက်မြေတန်ကျိန်9300ခန့်ကိုသာကန့်သက်ချက်တွေနဲ့ပြပကနေတင်သွင်းခွင့်ပြုခဲ့တာပါလက်ရှိငလျင်ဘေးတန်တင်ကာလမှာဘီလက်မြေအပအဝင် တခြားဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုအခုထက်ပိုမိုတင်သွင်းခွင့်ပြုပေးဖို့လိုတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။အစိုးရပိုင်သတင်းဌာနတွေမှာနိုင်ငံခြားကပြည်လက်မြေတွေမကြခင်ရောက်တော့မှဖြစ်ပြီးပြည်တွင်းထုတ်ပြည်လက်မြေတွေကိုငလျင်တန်တစ်ဒေတာတွေမှာရောင်းချပေးမယ်လို့ကြေညာထားသလိုကော်တောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေတဆင့်ပြည်လက်မြေတင်သွင်းမှုတွေကိုခွင့်ပြုပေးနေကြောင်းလည်းသိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွက် တန်နဲ့တန်မဏိလိုအပ်ချက်ရဲ့62ရာခိုင်နှုန်းခန့်ကိုတော့ပြပကနေတင်သွင်းနေရကြောင်းနှစ်စဉ်တန်တန်မဏိအပါအဝင်ဆက်ဆက်ပစ္စည်းတန်ချိန်3တန်းခန့်တင်သွင်းလျက်ရှိရမှာလာမယ့်2030ခုနှစ်ကနေစတင်ကတန်မဏိလိုအပ်ချက်ဟာတစ်နှစ်ကိုတန်ချိန်၅ရက်မှ၄တန်းခန့်အထိတိုးတက်လာပွဲရှိကြောင်းမြန်မာနိုင်ငံတံမီးလုပ်ငန်းရှင်များအသင်း MISA ထံမှသိရပါဗျ။ လက်ရှိမှာဆောက်လုပ်ရေးလုပ်ငန်းတွေမှာဖက်ပေါင်းဆောင်ကနေကြုံတွေ့နေရတဲ့အခက်အခဲတွေကြောင့်စီးပွားရေးအတွက်လုပ်ငန်းလေပတ်ဖို့အချိန်ကိုစောင့်ဆိုင်းရတာနေကြလျက်ရှိတယ်လို့ရွှေကဘာမောင်မောင်ဆောက်လုပ်ရေးလုပ်ငန်းမှာဥက္ကဋ္ဌဦးမောင်မောင်ကစီရင်လာတဲ့ဌာနကိုပြောပါရစေ။အခုငွေလင်းလုံးလိုက်တော့နည်းနည်းလေးတုံ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 ဖြစ်သွားတာပေါ့။အလုပ်လုပ်ရတဲ့အလုပ်ရသွားတယ်အဲ့တော့မရီလေးပဲပထမပိုင်းတော့အကုန်လုံးဟိုတိုင်းတစ်ပါးကိုခက်ကြတယ်လေ အခုဆောင်းနေမိသားစုအရေးဆိုပြီးတော့တက်တော့တကယ်ညမှာကြတော့လည်းလုံငန်းမျိုးမျိုးရှိတဲ့ခံကြတော့ပတ်စံနဲ့မျိုးမျိုးရကြတော့တော့ဘဝဒီဝင်ဝင်ထဲတော့သူကဟိုတာရပြောကြတယ်လေအဲ့ဒီအပိုင်းတော့ပါပဲကျွန်တော်တို့လုပ်ငန်းတွေကတော့တက်တော့ဟိုမလုပ်ကြဘူးကြာမနေ့တော့ဟိုဘောဆောင်းဆိုင်ပြီးတော့ဒီကနေသာတော့ရှိတယ်စူပါယူတော့အတင်းအရောင်းအရင်တော့အခါလေးကိုတက် chat one လုပ်ကြအောင်လုပ်ကြည့်အောင်ဆိုတော့အင်းတို့ဒီတိုင်းအားတော့ညောင်းနေလာတော့မှာမယ်လက်ရှိမှာငလီရဲ့နောက်ဆက်တွဲအနေနဲ့ဆောက်လုပ်ရေးသုံးပစ္စည်းဝယ်ယူရခက်ခဲမှုအပြင်တခြားကိစ္စတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေလည်ပတ်မှုနှေးပါနေကြောင်းလုပ်ငန်းရှင်တွေထံကနေသိရပါဗျ။အစိုးရကဘီလက်မြစ်တအိတ်ကို18000ကျပ်နဲ့ငလီရင်ဘေးတင်အဆောက်အုံတွေကိုရောင်းချပေးဖို့နှုံထားတတ်မှတ်ထားပေမဲ့ မြေပြင်မှာတော့ဝယ်ယူရခက်ခဲနေပြီးနှုံထဟာလည်းငွေကျပ်၄000အထိပေါက်ဈေးတွေရှိနေကြောင်းသိရပါဗျ။